ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေးဆပ်ပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဇာတော်ဝူခုံပါကျဲဇာဝူကျုံတို့တတိုက်ဟာဂျန်ဇာတော်တွေကိုပြစ်ပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေးဆပ်ပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာခေါင်းလုံးနှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ဒီပိုင်းမှာတော့ဆရာတော်တို့အုပ်စုဟာခီးဆက်ထွက်လာရင်းနဲ့ညနေစောင်းမှာတော့အင်ဂျင်90လောက်ရှိတဲ့ရွာကလေးကိုရောက်လာပါလေ။အဲ့မှာရွာတွေကအိမ်တွေအားလုံးကနေဝင်ပြီးပိတ်တကားပိတ်အိတ်နေကြတာပါ။ဇုံခွန်ကကိုးခွေရနိုင်ရုပ်စီဝင်ပူးပြီးတော့တကားဖွင့်ခိုင်းကအိမ်ထဲကိုဝင်လာခဲ့ကြတာပေါ့။အိမ်ထဲမှာတော့ဖိုးကြီးဘာဆိုင်နဲ့အဖွားကြီးဖွားရိုင်းတို့ဟာထိတ်လန့်နေကြပါလေ။ဂျိုးချောင်းလေးမေးမြန်းလိုက်တော့မှဘာမှမသိတဲ့မိစားပဲချိန်မှန်းမသိပဲဘယ်နေရာကနေမှမသိကပေါ်လာတတ်တာကြောင့်တရွာလုံးကလည်းထိတ်လန့်ကနေတာနဲ့ နေဝင်သွားနဲ့ချနှောင်းထောင်းမီးတိုင်မှုတော့တိတ်တိတ်လေးသာအိယာဝင်ကြရတယ်လို့ပြောပြပါတယ်။ဟူခွန်ကမိစားကိုသူကဖမ်းမိမယ်လို့ပြောတဲ့ခါမှာဘာဆိုင်တို့ကမယုံကြည်ကြပါဘူး။ဇုံခုံကနတ်စင်ဘောနတ်ဦးထဲဝင်ပြီးတော့ပြောပြတော့မှပဲ။ဘာဆိုင်တို့ကယုံကြည်သွားကအထင်သေးမိခြင်းတော့ဟူခုံကိုတောင်းပန်ကြပါတော့တယ်။အမဆရာတို့ကထလာပြီးတော့ဘာဆိုင်တို့ကဘယ်လိုလုပ်ပြီးတော့ကာဝေးရမလဲဆိုတာကိုပြောပြပေးဖို့ဟူခုံကိုခိုင်းပါတယ်။ဘာကျဲကတော့တိတ်ပြီးတော့အချိန်ပေါင်းစားမနေနဲ့လို့ပြောလိုက်ပြီးတော့မိစားကိုမင်းမျိုးထင်နေလားလို့ဟူခုံကိုမေးလိုက်တာပါ။ဇုံခုံကလည်းဘာကျဲကိုမင်းကဝင်ပြီးတော့ပင်နေတာစားမနေနဲ့ ။ "तू ကမိတ်ဆောင်မတတ်နိုင်ဘူးထင်လို့လားလို့မေးလိုက်တာပါ။ဇာတော်ထန်ကဆုံးခုံတတိထားဖို့ပြောရင်းနဲ့အခုမိတ်ဆာတွေကအရင်မိတ်ဆာတွေထက်အစွမ်းထက်နေဘလို့လုံမလဲလို့မေးလိုက်ပါရီ။ဝူခုံကလည်း "तू ကမိတ်ဆာနဲ့ပတ်သက်လာအများတန်းသတိရှိနေတတ်တာကိုဇာတော်ထန်သိပါတယ်လို့ပြန်ပြီးတော့ပြောလိုက်တာပါ။ဆုံးခွန်အမဘာဆိုင်စီသွားပြီးတော့အဲ့ဒီမိတ်ဆာတွေကဘလို့ဒီအစွမ်းထက်တာလဲဆိုတော့ပြောပြပေးဖို့တောင်းဆိုလိုက်ပါရီ။ပြောမှအများကြီးပဲလို့ဘာဆိုင်ကပြောတဲ့အခါဆုံးခုံကလည်းအကြ ాయి နားထောင်ပေးမယ်လို့ပြန်ပြောလိုက်ပါတယ်။ဘာဆန်ကလည်းအစားအသောက်ဇပွဲမှာတေချာဝင်ထိုင်လိုက်ပြီးမ အဲ့ဒီမိစ္ဆာနေနဲ့ပတ်သက်ပြီးတော့ပြောရမှာတော့စိတ်ပင်ပန်းတယ်လို့ပြောကပြောတော့မပြောချင်တော့ပါဘူးလို့အစချီပြီးတော့ပြောလိုက်ပါတော့တယ်။ဘာဆိုင်ပြောပြချက်ရဓနေသောတရရဲ့တခုသောမနက်မှာဘာဆိုင်ကဖယဲသီးလာဝင်နေတဲ့မောင်တန်တယောက်ကိုဖယဲသီးရွေးပေးနေတဲ့အချိန်မှာကောင်းကင်တစ်ခုလုံးအုံမိုင်းညိုဆိုင်လာပြီးတော့အမျိုးသားဖြစ်သူဟာတိမ်မဲအဆုတ်လိုက်ကြီးစုပ်ချင်းကိုခံသွားလိုက်ရတယ်လို့သူမျက်စိနဲ့တက်အပ်မြင်တွေ့ရတာကိုပြောပြလိုက်ပါတယ်။နောက်တော့တိမ်မဲကြီးဟာမျိုးသားနဲ့တူတူပြောက်ကွယ်သွားပြီးကောင်းကင်ကလည်းပုံမှန်တိုင်းပဲလင်းချင်းသွားခဲ့တယ်လို့ပြောပြလာပါတယ်။ ဆရာတော်ကတော့အမဝေါ်မီတော်ဖော်ရေရွတ်လိုက်ကဘုရားတလိုက်ပါလေ။ဘာဆိုင်ပဲဆက်ပြီးတော့မိစ္ဆာတပတ်ကို၃ရက်လောက်လာပြီးတော့တခါလိုက်လူငယ်တယောက်ပျောက်သွားတတ်တယ်လို့ပြောပြပါလေ။ဒီကိစ္စကြောင့်ကာလာသားတွေကလည်းညဘက်အပြစ်မထွက်ရဲတော့တာကြောင့်လူပြုံမလဲရဲကြတော့ကြောင်းကိုပြောလိုက်ပါလေ။ကာလာသားတွေလူပြုံမလဲရဲတဲ့ခါရွာထဲကမိမယိုလေးတွေဟာလည်းဟာတာတာတွေဖြစ်ကုန်ပြီးတော့မျိုးဆက်ပါပြတ်ရတော့မယ်အခြေအနေတွေဖြစ်နေရပါတယ်လို့ပြောပြလိုက်ပါလေ။ဒါမဲ့မိစ္ဆာလာတဲ့အချိန်မှာပဝင်းကျင်တစ်ခုလုံးကမှောင်ကျသွားတဲ့တော့ ဘာမှမမြင်ရတဲ့အတွက်လည်းဘာမှလည်းမတတ်နိုင်တာအကြောင်းကိုပြောပြလာပါလေအဲ့ချိန်ဆိုဘသူပါလို့ပါသွားမှန်းတော့မသိရပဲနောက်တနေ့မှသာဘယ်သူပြောင်းနေတယ်ဆိုတာကိုသိကြရတယ်လို့ပြောပြလိုက်ပြီးတီးတဲ့အချိန်ကလည်းအရန်ကိုနောက်ကျသွားတာကြောင့် live မရှာပြကြသလိုဘယ်သူတဦးတယောက်ကမှလည်းပျောက်သွားပြီးပြန်မလာခဲ့ကြကြောင်ဘာဆိုင်ကပြောပြနေပါလေဝူခေါင်းကဘာမှမပူဖို့နဲ့အဲ့ဒီမိစ္ဆာကအမိကဆွဲရမ်းမလိုက်မယ်လို့ပြောလိုက်ပါလေဘာဆိုင်နဲ့ဖွားရင်ကဖရားရဲ့သားတော်ဖြစ်နေတာမို့ငွေမကင်မန်းသိပေမဲ့အာနာနာနဲ့ပဲငွေဘလောက်ပေးရမလဲဆိုတော့အဲဆိုပြီးတော့မေးလိုက်ပါလေ ဘယ်လောက်ဖြစ်ဖြစ်ပေးပါမယ်လို့ပြောတဲ့အခါဝူခုံးကသူတို့ဟာငွေမကင်တဲ့အကြောင်းနဲ့ဒေါ်လေးမှာငါပြောသီးဆိုင်လည်းမရှိကြောင်းကိုပြောလိုက်တာပါ။ဖွိုင်းကလည်းဒီလိုပြောစရာသတင်းတွေရွာသားတွေလည်းအတူတူပြောရအောင်သွားပြောကြမယ်လို့ပြောလိုက်ပါလေ။ဒို့နဲ့နောက်နေ့မနက်မှာတော့ဘာဆိုင်ရမီးဖို့ကန်းတဲ့ကတန်ပူအိုးကိုရောင်းမနဲ့တတောင်တောင်ခောက်ပြီးတော့လူငယ်တွေကိုစူးစီးလိုက်ပါလေ။လူငယ်တွေရောက်လာတဲ့ခါမှာတော့မိစာဖမ်းမိမဲ့ဖုန်းကြီးရောက်လိုက်ဖြစ်ကြောင်းဝမ်းသာအားနဲ့ပြောပြလိုက်ပါလေ။ရွာသားတွေကလည်းသူတို့တောင်မှကြောက်ရတဲ့မိစာကိုဖမ်းမဲ့ဖုန်းကြီးတွေက ်ဘယ်လိုမျိုးတွေလဲဆိုတာမေးကသွားပြီးတော့ကြည့်ရှုကြပါလိမ့်လူငယ်ရိသားမကအရွယ်၃ပါးလုံးရောက်လာကြတာကြောင့်ဘာဆိုင်ကစီးကြိုလိုက်ပါလိမ့်မိစားဖမ်းမဲ့သူရဲကောင်းတွေကဘသူတွေလဲလို့ရွာသားတွေကမေးတဲ့အခါဘာဆိုင်ကစုံခုံတို့အဖွဲကိုပြလိုက်ပါလိမ့်ဘာကျဲကပညာရှင်တွေဆိုတာကျွန်တော်တို့ပါပဲလို့ပြောပြီးတော့ရှေးကိုထွက်လာလိုက်ပါလိမ့်ဘာကျဲလှပခံကြားလုံးလာတဲ့ရုပ်ရင်သွေးမြင်တဲ့ထိုက်တန်မှုမရှိတဲ့ရွာသားတွေကနတ်သားတစ်ပါးကိုတွေးလိုက်တဲ့လူတွေလိုထိတ်လန့်ပြီးတော့နောက်ဆုတ်သွားကြပါလိမ့်ရွာသားတွေကပါကျဲလို့ချုံမောလှပမှုမျိုးတခါမှမတွေ့ဘူးတာကြောင့် ချောင်းရင်မိစာပဲဆိုပြီးတော့ဆိုဆွဲကြပါတော့လေကာလာသားကောင်းဆောင်ဖြစ်ရန်သူတို့ကသူတို့ကမိစာကိုမြင်နိုင်တယ်တတ်နိုင်တယ်ဆိုတော့ကသူတို့ကလည်းမိစာတွေပဲလာလို့မေးလိုက်တာပါဘာဆိုင်သူတို့မှလည်းအစွမ်းနေရှိပြီးတော့မိစာနဲ့လိုင်းချင်းမတူတာသာဖြစ်ကြောင်းကိုပြောပြပါတယ်တချို့ကလည်းမိစာကိုတတ်ပြီးတော့သူတို့ကိုအနိုင်မကျင့်တဲ့ကြောင်းသူတို့မှပတ်စံလည်းအများကြီးမရှိကြောင်းပြောတဲ့အခါဘာဆိုင်ကဇုံကုံတော်ကမြမာပြီကလို့ငလျင်ချောင်းပြလိန်စားကြတဲ့ကောင်းလေးလို့မဟုတ်ပဲငွေမယူပဲစေနာနဲ့အခမဲ့ကူညီမဲ့ပရိဒ်မိစာမုတ်ဆိုးတွေသာဖြစ်ပါတယ်လို့ပြောပြလိုက်ပါတယ် ပြီးတော့လဲဒီလိုလှုပ်ပေးမဲ့အရာစေနာတန်းတန်းနဲ့အကျိုးမမျောကိုပဲရွာသားတွေအတွက်သာကူညီပြီးတော့ဆောင်ရွက်ပေးမှာဖြစ်တဲ့တော့ဖွာဘုတ်တွေပေါ်တိတော်တွေပေါ်လဲရောက်စရာအကြောင်းတစ်စက်မှမရှိတောင်းကိုလဲပြောလိုက်သေးတာပါဟိုနိုင်ငံနေပြီးတော့ဘယ်ရချမ်းသာလားလူချမ်းသာလားမှမသိတဲ့တရေများလို့အလူလှုပ်သလိုကူရှုပ်သလိုနဲ့ရေခဲကြောင်းတွေထမင်းတနက်လောက်ခေါ်ကြွေးပြီးထောင်မြင်လို့ရာဆုံးကလေကားတွေလိုချနေပြီးတော့သူ့ဘဝကောင်းစားဖို့ရာရေးလှုပ်တာကြောင့်မလို့ online တွေပေါ်မှာပြပြတလဲပြန့်နှံ့နေတဲ့ video file တွေကိုမြင်တွေ့ရတာအားဖြင့်တော့ အမလေးဒီကြောင်းပြောရင်ပြီးမယ်တော့မထင်တော့ပါဘူးဆိုတော့ဇာကကိုဆက်လိုက်ကြရအောင်ပါအဲ့လိုနဲ့ငွေမတောင်းဘူးဆိုတဲ့အတန်းရွာသူရွာသားတွေအတွက်တော့လွန်တရားမှချုံမိန်နဲ့ဝိုင်းတစ်ခွက်ဖြစ်ခဲ့ရပါလေဒါကြောင့်မို့ရွာသားတွေကညစာတွေပြင်ပါဟအိယာတွေအကောင်းဆုံးပြင်ကြပါဟဆိုပြီးတော့အားလုံးရဲ့အခြေအနေကိုကြည့်ကပါကျဲကိုလည်းလိုတာရှိရင်ပြောဖို့မကြာခဏလာပြီးတော့မေးနေကြပါလေဇာတော်ကအမပါကျဲကိုမျက်နှာမျက်နှာကဲနဲ့ဓာတ်ဆီးနေရပါလေအဲ့ချိန်မှာပဲလေပြင်းတွေကြလာပြီးတော့မိစာရှိပြီးလက္ခဏာတွေကစတင်ပြီးတော့ဝင်းရောက်လာကြပါပြီ ရွာသားတွေအားလုံးလည်းမိစားတာပြီဟေးလို့ပြောပြီးတော့ကြက်ပြောင်ငှက်ပြောင်တွေထွက်ပြေးကုန်ကြပါတော့တယ်။ဆရာတော်ကလည်းမိစားတန်ကြားမှာတိုးတီတွေဖြစ်ကစုံကုန်ကြီးဘလို့လောက်ကြမလဲဖန်းခန္ဓာရိုးနေပြီဆိုပေမဲ့စုံမကတ်တဲ့အချက်ကိုတော့အလွန်မဲကြောက်မိပါကြောင်းကိုပြောလာခဲ့ပါတယ်။စုံလာကဲ့လည်းသူတို့ရဲ့အစားအသောက်တွေကိုစားဖို့ကအဆင်မပြေဘူးလို့ပြောကထိတ်လန့်နေခဲ့ပါတယ်။ဝူခေါင်းကလည်းစိတ်ပူမနေဘူးနဲ့အခန်းထဲမှာဝင်ပြီးတော့စောင့်နေဖို့ပြောတာကြောင့်ဆရာတော်ကဝင်သွားတဲ့အခါပါကျဲကလည်းနောက်ကနေလိုက်ဝင်သွားတဲ့တော့ဝူခေါင်းကဆွဲထားလိုက်ရပါတယ်။ ။ပါကျဲကသူလဲပုံမယ်လေကိုကြီးလို့ပြောတဲ့ခါဝူခုံးကပါကျဲရဲ့နှရွက်ကိုဆွဲခေါ်လာခဲ့ပါလေ။အဲ့လိုနဲ့ဆုံးခုံးတို့တောင်းကအပြင်ကိုထွက်ကြည့်တဲ့ခါလေတွေကရန်ကိုတိုက်နေပြီးဒိမ်မဲလိမ့်လိမ့်တွေတက်လာကဒိမ်မဲရေချားကအလင်းနှန်းကြီးကိုတွေးကြရပါလေ။ပါကျဲကနေကင်းကြောင်တော်ကြီးမီးတုပ်ကန်ရသလားလို့မေးတဲ့ခါဝူချင်းကဒါမိစ္ဆာရဲ့မျက်လုံးတွေဖြစ်တယ်လို့ပြောပြလိုက်ပါလေ။ဆုံးခုံးကပါကျဲနဲ့စားဦးချင်းကိုဆရာတော်ကိုသွားဆောင်ထားခိုင်းလိုက်ပြီးတော့သူကတော့မိစ္ဆာနောက်ကိုလိုက်ကြည့်မယ်လို့ပြောကပြန်တက်သွားပါတော့တယ်။ ။ဟူကွန်းတိမ်မဲမဲမျက်လုံးမြင်နေရတော့နှုတ်သီးလိုထင်ရတဲ့နေရာကိုတန်တုံးနဲ့ဖျက်ရိုက်ပလိုက်ပါတယ်။အဲတော့မှပဲတိမ်မဲလိတ်တွေကနောက်ပြန်ရွေ့သွားခဲ့ပါတော့တယ်။ဟူကွန်းကတော့ဆရာတော်ကိုစိတ်မချတာကြောင့်အခန်းထဲကိုပြန်ဝင်သွားကဆရာတော်ကိုမေးဆန်းလိုက်ပါတယ်။ဘလူးကိုမဖမ်းနိုင်ခဲ့ပေမဲ့လောလောဆယ်မှာတော့ဘလူးကထွက်ပြေးသွားကြောင်းသိရတဲ့ခါမှာတော့ရွာသားတွေကပျော်ရွှင်နေကြပါတော့တယ်။ဘွားရင်ကလည်းရန်ကိုအန်အောကြောင်းပြောလိုက်တဲ့အခါမိစ္ဆာကိုဘာကြောင့်တခါတည်းမတက်လိုက်တာလဲလို့လည်းမေးနေပါတယ် ဇုံခုံကိုမြေနာနဲ့ထွက်ပြေးတာကတော့အလုံးအံ့ဩစရာကောင်းတယ်။ဘာညာနဲ့ချီးကျူးနေကြတာပါ။အဲဒီချိန်မှာပဲရွာသားတယောက်ကမိစားပြန်လာရင်ဘယ်လိုလုပ်ကြမလဲလို့မေးလိုက်ပါလိမ့်။ဇာတော်ကလည်းဘာမှဆိုရင်မနေဖို့နဲ့ဝူခုံးကကူညီပေးမှဖြစ်တယ်လို့ပြောလိုက်တာပါ။ပါကျဲကဇာတော်ကိုလမ်းခေါ်ပြီးတော့အရင်ကြီးအာမခံမနေဖို့နဲ့မိစားမျက်လုံးတစ်လုံးကိုတော့မှလူတရက်စာလောက်ရှိတယ်လို့ပြောပြလိုက်ပါလိမ့်။ဇာတော်ကလည်းအဲ့လိုမှဖြစ်ရင်တော့မနေ့ပြန်ပဲခီးဆက်ကြရင်ကောင်းမယ်လို့ပြောကအိမ်ထဲကိုပြန်ဝင်သွားပါတော့တယ်။တပတ်ကလိုင်ကူထဲမှာတော့ဇုံခုံးရဲ့လက်ချက်နဲ့ ထွက်ပြေးလာခဲ့ရတဲ့မိစ္ဆာလွန်တရာမှပင်ပန်းနွားနယ်လာပါတယ်မိစ္ဆာမလေးတယောက်ကပြန်လာခဲ့တဲ့မိစ္ဆာမလေးလင်တန်ချိတ်ကိုပြေးကူထိန်းနဲ့ဘုံကြီးတွေကိုသွားတတ်မယ်လို့ပြောပြီးဘာကြောင့်မလို့ပြန်လာရတာလဲလို့မေးလိုက်ပါတယ်လင်တန်ချိတ်ကဒီနေ့မှဘုံကြီးတွေနဲ့တိုက်ခိုက်ခဲ့ရပြီးတော့ကံတီလို့သာမတီးခဲ့ရတာဖြစ်ကြောင်းသူတရီထားမိလို့သာအိမ်ကိုခုလိုပြန်လာတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်ဘသူရင်းနဲ့တိုက်ခိုက်ခဲ့ရတာလေလို့မေးတဲ့အခါနှက်ခမ်းမောက်မောက်သွားခေါ်ခေါ်အမွေးထူထူနဲ့ဖုံကြီးတစ်ပါးသာဖြစ်တယ်လို့လင်တန်ချိတ်ကပြောပြလိုက်ပါတယ် ဲ့ချိန်မှာပဲလင်တန်ချိတ်ဟာအသက်ရှူရီမြန်လာပြီးတော့မောလာတာကြောင့်မိန်းကလေးတယောက်ဟာသူ့ရဲ့ဘယင်မလင်တန်ချိတ်ကိုအိတ်ရတဲ့တွဲခေါ်သွားကြပါလေ။မကြာခင်မှာပဲလင်တန်ချိတ်ဟာအဖွားကြီးတွင်ပြောင်းသွားတာကြောင့်ရန်ရွှေတော်မျိုးမိကညီရဲနေတဲ့သွေးလိုအရာတစ်ခွက်ကိုလာရောက်ပြီးတော့ပေးရခဲ့ပါလေ။လင်တန်ချိတ်ဟာသွေးခွက်ကိုအမြန်မောတောက်လိုက်တော့မှပဲမိမပြိုကလေးအတွင်ကိုပြန်လှည့်ပြီးတော့ပြောင်းသွားခဲ့ရပါလေ။တဖက်ကရွာထဲမှာတော့ရွာသားတွေကလူငယ်တွေကိုဖမ်းဆီးခေါ်ဆောင်နေတဲ့မိစ္ဆာကိုဖမ်းဖို့တတ်ဖို့အတွက်ဆွေးနွေးတိုင်ပင်နေကြပါတယ် မဲမပြိုလေးကလည်းရွာသားတွေအနာမှာမယောင်မလဲလောက်ကစနေနာနေကြပါလေတချို့လူတွေကလည်းဆရာတော်သားစောစောကလေးကရောက်လာခင်သူ့သားလေးမိတ်စာဖန်ခံမှာမဟုတ်ကြောင်းဝမ်းနဲ့လွမ်းဆွစွာနဲ့ပြောနေခဲ့ရှာပါလေဆရာတော်ကလည်းဘာမှမစိုးရင်ကြဖို့နဲ့မိတ်စာကိုမမီမချင်းသူတို့လည်းဒီရွာကနေပြန်မှာမဟုတ်ကြောင်းကိုပြောပြလိုက်တာပါအနီးနားမှာမယောင်မလဲလောက်နေတယ်လင်တန်ချိတ်ရဆရာတော်ကိုဇွန်းထက်ထက်ဆွဲကြည့်နေသွေးစုတ်ချင်းလားအဲသွေးတောက်ချင်းလားပါလေလိုင်ကူတဲ့ကိုပြန်ဟုတ်တဲ့အခါမှာတော့လင်တန်ချိတ်ရဦးတူတူဖြစ်လာပါတော့တယ် ဒေါရင်းတနေရာမှာတော့လူငယ်လေးတယောက်ဟာယိုင်ထိုးယိုင်ထိုးနဲ့ဟိုကိုင်းဒီကိုင်းနဲ့သွားလာနေပါတယ်။မိโกတန်းမဲမဲလုံလုံကြီးတစ်ခုကလည်းသူ့ရဲ့နောက်ကိုလိုက်လာနေတာပါ။နောက်တော့လူငယ်လေးကလဲကျသွားပြီးတော့မိโกလုံးကအဲ့လူငယ်ကိုလွှမ်းခြုံသွားပါတယ်။လိုင်ကူထဲမှာတော့လူငယ်ရေယာမျက်နှာချက်မှာတန်းလန်းဆွဲခံထားပြီးတော့လင်တန်ချိတ်နဲ့တခြားအမျိုးသမီးတယောက်ကသူတို့တွေကိုလိုက်လံကြည့်ရှုစစ်ဆေးမှားကြားနေပါတယ်။လူငယ်တွေကတော့သူတို့ကိုခွင့်လို့ဖို့နဲ့တချို့ကလည်းအိမ်မအမေဦးကြီးတယောက်ပဲရှိလို့တော့ တချို့ကလည်းမနက်ကပဲမင်္ဂလာဆောင်နဲ့ညနေမှာအဖမ်းခံလာရလို့ဇုံလင်းနဲ့အကြောင်းပြချက်တွေကိုပေးနေကြပါလေ။နေနန်ချဲရဲ့နောက်ကမင်းကလေးကလူငယ်တယောက်ကိုညှို့ပြပြီးအဲ့ဒီတယောက်ကသုံးလို့မရတော့ကြောင်းပြောလာခဲ့ပါလေ။တယောက်ကတော့ထွက်ပြေးသွားတာကြောင့်လိုက်ဖမ်းရမယ်လို့မင်းကလေးကနေနန်ချဲကိုပြောပါလေ။တပတ်မှဝူခုံးနဲ့ပါချဲတို့ကတော့ဒေါ်တဲ့ထီကိုရောက်လာကြပြီးမိစားရဲ့သဲလွန်စားကိုလိုက်လံရှာဖွေနေပါလေ။ဇုံခုံးကအတန်တစ်ခုကြားတယ်လို့ပြောလိုက်တော့ပါချဲကဘာမှမကြားပါဘူးဗျာလို့ပြန်ပြီးတော့ပြောပါလေ။ တဖက်ကဘာဆိုင်အိမ်မှာတော့စာအုပ်ချင်းကထင်းတွေတဲပေးနေပါလေလင်တန်ချိတ်ကတော့အမနွမ်းပါတဲ့ရွာသူကလေးဟန်ဆောင်ပြီးတော့အစာနည်းနည်းလောက်ပေးဖို့စာအုပ်ချင်းစီမှာလာပြီးတော့တောင်းနေတာပါစာအုပ်ချင်းကဘယ်ကလဲဘသူလဲဘာညာနဲ့မေးနေချိန်မှာဆရာတော်ကထားလာပါလေလင်တန်ချိတ်ကလည်းသူဟာတခြားရွာကရောက်လာတာဖြစ်ပြီးတော့မိသားစုတွေမရှိတော့တာကြောင့်သူတယောက်တည်းလဲလဲရှာဖွေစားတောင်းနေရတာဖြစ်တယ်လို့ပြောပြပါလေစာအုပ်ချင်းကလင်တန်ချိတ်ကိုဘာဆိုင်စီကိုခေါ်သွားလိုက်တာပါဆရာတော်ကလည်းတနာစရာမိန်းကလေးတို့ဆားစရာနည်းနည်းလောက်ပေးလိုက်ဖို့တိုက်တွန်းပါလေ ။ဘာဆိုင်ကတော့ဒီမိန်းကလေးဟာသစိမ်းဖြစ်ပြီးတော့ဒီရွာသူမဟုတ်ကြောင်းကိုသိလိုက်ရပါတယ်။ဘာဆိုင်ကမိန်းကလေးကိုခနာဆောင်ပေးဖို့ပြောပြီးတော့စားစားတချို့ကိုဝင်ယူလိုက်ပါတယ်။စောင်းချင်းကလည်းမိန်းကလေးရဲ့ပကံအကွဲကလေးကိုယူပြီးဘာဆိုင်ရဲ့နောက်ကနေလိုက်သွားခဲ့ပါတယ်။လင်းတန်ချေဟာဆရာတော်ကိုတစ်ချက်မှုတ်လိုက်တာကြောင့်ဆရာတော်ဟာပြော့ခွေကလဲကြသွားပါတော့တယ်။လေနံချေအားဆရာတော်ကိုကုတ်ဖို့ကြံစီနေစမှာစာအုပ်ချင်းကထွက်လာပြီးတော့ဟိတ်ဆိုဟိတ်လို့អော်လိုက်တာကြောင့်လေနံချေအားကောင်းကင်ဘုံကိုတက်ကမဲမဲအငွေကိုမှုတ်ထုတ်ကကိုយ៉ាងဖြောက်ထွက်ပြီးသွားပါတော့တယ် ဇာအုပ်ကြီးအမပြောခွေနေဆရာတော်ကိုဖေးမှတွဲထူလိုက်ရပါတယ်။ဓမ္မမဝူခုံနဲ့ပါကျဲတို့ညီနောင်နှကောင်တော့မိစ္ဆာကိုတောင်းနှင်းရှာဖွေနေပေမဲ့မတွေ့ရတာကြောင့်ပြန်လာခဲ့ကြပါတယ်။အိမ်ပြောင်းတဲ့ခါဆရာတော်ကဂရင်းပေါ်မှာဂရုံးနဲ့လဲနေပြီးတော့အမုတ်ခံထားတဲ့ငွေသက်တွေတောင်ခေါင်းကိုက်နေပါတယ်။ရှည်တော်မတော့ချင်းလောင်းဖြစ်နေတဲ့ဆရာတော်ကိုစားဥချင်းနဲ့ဗာဆိုင်တို့ဇနီးမောင်နှံကပြုစုနေပါတယ်။မကြာခင်မှာဝူခုံနဲ့ပါကျဲတို့ကမိစ္ဆာကိုမတွေ့ခဲ့ရတာကြောင့်ပြောကစူညံစူညံနဲ့ဝင်လာခဲ့ပါတယ်။ ။စားုပ်ချင်းကဆရာတော်ကမိစာဖန်းခံမှုနည်းနည်းသာလိုတာကြောင့်အခုအစိမ့်ငွေဒဏ်ကြောင့်ခေါင်းကိုက်နေတဲ့အကြောင်းကိုပြောကာတိုးတိုးနေဖို့တရီပေးပါလေ။တပမာလင်တန်ချိတ်ကတော့သူ့လိုင်းကိုသူပြန်ရောက်နေပြီးသွေးမတော့ရသေးတာကြောင့်နွမ်းလျအိုမင်းလာပြန်ပါလေ။ဇုံခုံကတော့နောက်တစ်ချိန်ဒေါ်ရဲပြန်ဝင်ပြီးတော့ဒေါ်ရဲမှာလဲနေတဲ့လူငယ်တယောက်ကိုတွေ့လိုက်ရတာပါ။တတိလေးမေမျောနေတဲ့လူငယ်ကိုဇုံခုံကအစွမ်းနဲ့နေကောင်းအောင်လှုပ်ပေးလိုက်တဲ့အခါလူငယ်ကတတိရလာပြီးတော့ဇုံခုံတွေ့တာကြောင့်လန့်ဖြန့်သွားပါလေလူငယ်လေးကအရှိရွာရွာသားတယောက်ဖြစ်ပြီးတော့ မိစာမလူတွေအများကြီးကိုဖမ်းထားသလိုသွေးတွေကိုထုတ်ပြီးတော့တောက်သုံးနေပါတယ်လို့ပြောပြလိုက်ပါတယ်။ဇုံခုံကလည်းသူတို့ကမိစာမဟုတ်ဆိုဖုံးကြီးတွေဖြစ်ပြီးတော့အိမ်ကိုပြန်ပို့ပေးမယ်အကြောင်းနဲ့မိစာအကြောင်းသူတို့ကိုပြောပြဖို့တောင်းဆိုပါတယ်။လူငယ်ကလေးကလက်ခံတဲ့ကဇုံခုံကလူငယ်လေးကိုထမ်းဖို့ပါကျဲကိုပြောပါတယ်။ပါကျဲကဘာလို့ထမ်းရမှာလဲဆိုပြီးတော့ပတ်ပြေးနေသူဝူခုံကလည်းပါကျဲကိုဟဲ့ကောင်မေးညင်းရဲ့သလားလို့မေးပြီးတော့လိုက်ထူနေပါတယ်။ပါကျဲကလည်းကိုကူညင်းညင်းကိုပါ့ကိုလှုပ်လို့ပြောပြီးတော့ပတ်ပြေးနေတာပါ။ပါကျဲကတနေရာရောက်မှတော့ကြောက်သေးကိုပြုတ်ကြနေတာကြောင့် ဇုံကုံကသူဆွဲတင်ပေးမယ်ဆိုရင်သူထန်းခိုင်းတာထန်းအမယ်လို့ပြောပြီးတော့ဆွဲတင်ပေးလိုက်ပါလေ။ပါကျဲကသူ့ရဲ့ထွန်ကြေးကြီးကိုဝူခုံးဝင်ပေးကလူငယ်ကိုထန်းခေါ်လာပြီးတော့ရွာထိပ်မှာခဏချပြီးနားနေလိုက်ပါလေ။လမ်းလျှောက်လာတဲ့ရွာသားနှစ်ယောက်ကလူငယ်ကိုတွေ့သွားပြီးတော့သူ့ရဲ့မိဘတွေဖြစ်တဲ့ဘာဆိုင်တို့ကိုပြေးပြီးတော့ပြောပါတော့တယ်။ဘာဆိုင်ရဲ့ရွာသူရွာသားတွေကပျောက်နေတာကြာပြီးမှပြန်တွေ့ရတဲ့လူငယ်စီကိုအပြေးလာခဲ့ကြပါတော့တယ်။ဘာဆိုင်ကလူငယ်ကိုတွေ့တဲ့အခါသူ့ရဲ့သားဖြစ်နေတာကြောင့် ပြန်မလာတော့ဘူးထင်သားကြီးမှပြန်တွေ့ရတဲ့အတွက်အလွန်တရာမှဝမ်းသာနေခဲ့ပါတော့တယ်။ဘာဆိုင်ကဘလို့နေသေးလဲဘလို့ရောက်လာလဲလို့မေးတဲ့အခါတားဖြစ်သူကဂူခုံးနဲ့ဘာကျဲတို့ကအားပြက်ပြီးလဲနေတဲ့သူ့ကိုထန်ခေါ်ပေးလာကြတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဘာဆိုင်ကလည်းဆရာတော်ကိုအလွန်ပဲကျေးဇူးတင်ကြောင်းပြောကပြောရွှင်နေပါတော့တယ်။ဘာကျဲကတော့သူကထန်လာပြီးတော့ကျေးဇူးတင်ကြောင်းလည်းပြောမခံဘူးလို့ပြောနေခဲ့တာပါ။အဲတော့မှဘာဆိုင်ကဂူခုံးနဲ့ဘာကျဲတို့ကိုလည်းကျေးဇူးတင်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဆရာတော်ကရပါတယ်လို့ပြောပြီးတော့ တာပြည်သူဟာပေမန်းနေဖြစ်တာကြောင့်အနားယူဖို့လိုအပ်နေဖြစ်ကြောင်းကိုသတိပေးလိုက်ပါတယ်တာပြည်သူကပြန်ကန်ဒီမှာမိစာလိုင်းကွာဒီကနေမိုင်30กว่าမှာရှိတယ်တောင်ကုန်းတစ်ခုရဲ့အောက်မှာဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်မိစာလိုင်းကူထဲမှာတော့မောင်မတယောက်ကလင်တန်ချိတ်စီကိုသွေးတဲ့ပကံယူလာပြန်ပြီးတော့ပူတုံးလေးတောက်လိုက်ဖို့ပြောနေခဲ့တာပါလင်တန်ချိတ်ကတော့ဆရာတော်ထိုင်ရသွေးကိုသာတန်းတားနေပြီးတော့စိတ်ညစ်ညူးနေပါလေ။ဒါမှလည်းကျမ်းမာရေးအတွက်မရှိရှိတာတောက်ရမယ်လို့ပြောကကန်းလာတဲ့သွေးကွက်ကိုယူတောက်လိုက်ပါတော့တယ်။ ။ဒါမှမဟုတ်ပါကျန်းတဲ့ဝူခုံးတို့ကတော့မိုင်30ခီးကိုတောနေပြီးတော့ရှားဖွေနေခဲ့ပါပြီ။နောက်ဆုံးမှာဝူခုံးတို့လာနေအောင်လင်တန်ချိတ်ကတီးသွားခဲ့သလိုဇုံခုံးတို့ကလည်းလင်တန်ချိတ်ရဲ့ဂူကိုတွေ့သွားခဲ့ပါတယ်။ဇုံခုံးတို့ကဂူဘဝါကနေပြီးတော့မိစာကောင်ထွက်ခဲ့စမ်း။မင်းတို့ဂူငါတို့ဖုံးကြီးတွေဝိုင်းလာပြီ။မြန်သုံးလက်နက်ချစမ်းဘာညာနဲ့អော်နေခဲ့တာပါ။ကိုယ်ရေအနေတုံးပြန်တဲ့အောင်မကြတာကြောင့်ဇုံခုံကတကုန်းနဲ့မှုတ်ထလိုက်တဲ့အခါလေတန်ချိတ်ကသွေးခွက်လွတ်ကျကွဲသွားပြီးတော့မူးမေကလဲကျမွေဘွားရောက်သွားပါတော့တယ် ဘာသေးကလည်းဂူတဲကိုဝင်မောအပေါက်ကိုရှားဖွေနေသလိုဂူခွန်ကတော့သူ့ရဲ့ဒုတ်ကိုကြီးတဲ့ကြီးအောင်လှုပ်ပြီးတော့တွင်းထဲကိုထိုးထည့်နေပါလေဇုံကုံရဲ့ဒုတ်ဟာလင်းနံချိတ်စီကိုတဲ့တဲ့ထိုးမိတာကြောင့်လင်းနံချိတ်ဟာမွေမိစာဖြစ်ကိုပြောင်းသွားပြီးဂူပြင်ကိုထွက်ပြေးပါတော့တယ်ဆုံးကုန်းနဲ့ပါကျဲတို့ကလည်းမွေကြီးရေပမာလဲလာလိုက်ကြလိုက်ကြဆိုမွေနောက်ကိုလိုက်တော့တာပါပါကျဲအားဒီမွေကြီးရဲ့ရှိကနေကြော်ပြီးတော့ပိတ်ရက်လိုက်ပါတယ်ပါကျဲကမွေကိုရိုက်ဖို့ကြိုးစားမယ်သူ့ရဲ့ထွန်ချက်ကအပေါ်ကသစ်ပင်မှာသွားချိန်နေပြီးရိုက်လို့မရဖြစ်နေချိန်မှာ မွေကပါကျဲခြေထောက်အောက်ကနေထွက်ပြေးသွားပါတော့လေပါကျဲကလည်းထွန်ကြည်ကြီးကိုသိပေမှာထားခဲ့ကခုံစည်းမျိုးမွေရဲ့အမိကိုဆွဲပြီးတော့လိုက်သွားခဲ့ပါလေဇုံကုံကလည်းအမြန်ပြေးလာပြီးတော့မွေရဲ့ရှိကပိတ်ရလိုက်တဲ့အခါမွေမိစားလင်တန်ချိတ်ကပါဇက်ကိုဟပြီးဝူခုံးကိုဆုပ်ဆွဲပြလိုက်ပါလေဝူခုံးကလည်းလင်တန်ချိတ်ရဲ့ဆုပ်အားကိုတောင်းမခံနိုင်ပဲပါဇက်ထဲကနေဘိုက်ထဲကိုဝင်သွားခဲ့တော့တာပါပါကျဲကလည်းဆုံးဝခုံးမွေမျိုးခံလိုက်ရပြီလို့ထင်ပြီးတော့မွေမိစားအမိကိုလွတ်လိုက်ပါတော့တယ်။မွေမိစားလည်းဝူခုံးကိုဘိုက်ထဲမှာမျိုးပြီးတော့ထွက်ပြေးသွားခဲ့ပါပြီ ရွာသူရွာသားတွေကတော့မိစ္ဆာဖမ်းပြီးတော့ပြန်လာမဲ့ဝူခုံးနဲ့ပါကျဲကိုစောင့်ကြုံနေခဲ့ကြပါတယ်။ရွာသားတယောက်ကတော့ဆရာတော်ထမ်းတပည့်နှစ်ယောက်ကပြန်မလာသေးဘူးလားလို့မေးနေခဲ့ပါတယ်။ရွာသားတွေကစိုးရိမ်ပြီးတော့တခုအများဖြစ်နေတာလားလို့ဆရာတော်ကိုမေးနေတာပါ။အဲဒီချိန်မှာပဲစာအုပ်ချင်းကဝင်လာပြီးတော့ဝူခုံးကိုဘယ်မိစ္ဆာကမှနိုင်မှာမဟုတ်တာကြောင့်စိတ်ပူမနေကြပါနဲ့လို့ပြောလာခဲ့ပါတယ်။ပါကျဲလည်းဝူခုံးဘယ်ရောက်နေလဲဆိုပြီးတော့တောနှံတောင်နှံလိုက်ရှာနေပါတော့တယ်။တနေရာရောက်မှဘိုင်လေးပြီးတော့ငြိမ်နေတဲ့မွေကြီးကိုပါကျဲတွေးလိုက်ရပါတယ်။ မွေရဲ့ဘိုက်ထဲကနေပြီးတော့သူမွေဘိုက်ထဲမှာလို့ပြောနေတယ်ဝူခုံးရဲ့အတန်ကိုလည်းကြားလိုက်ရတာပါ။ဘာကျဲလဲဝူခုံးဘလို့လောက်ပြီးတော့မိစ္ဆာဘိုက်ထဲရောက်နေရလဲလို့မေးလိုက်ပါလေ။ဝူခုံးကလည်းမွေမိစ္ဆာဘိုက်ထဲမှာအရှင်းနဲ့နောက်ကိုလူလာခေါင်းတုပ်ပြေးနေခဲ့တာပါ။ဘာကျဲကမွေမိစ္ဆာရဲ့အစာချေနဲ့တွေ့မှအရိုးတွေကြိုးကြနေုံပဲလို့ဝူခုံးကိုသတိပေးလိုက်ပါလေ။ဇုံခုံးကတော့မွေရဲ့ဘိုက်ထဲကနေမွေရဲ့တကူလုံးကိုထိမ့်ချုပ်ကလေလှုပ်ပြလိုက်တောင်ကုန်းလှုပ်ပြလိုက်ဇက်ဝိုင်းပုံလှုပ်ပြလိုက်လေးတောင်ပုံလှုပ်ပြလိုက်နဲ့လှုပ်ပြခြင်းတိုင်းလှုပ်ပြနေခဲ့ပါလေ။ ။နောက်ဆုံးမှတော့ဆုံးခုံကမွေရဲ့ဘိုက်ကနေဖောက်ထွက်ပြီးအပြင်ကိုရောက်လာခဲ့ပါတယ်။ဘာကျဲကလာပြီးတော့မွေကအသက်ရှင်နေတော့မဲလားလို့မေးတဲ့အခါဆုံးခုံကမွေမိစာတေဆုံးသွားပြီးဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဘာကျဲနဲ့ဝူခုံကမွေသေးကြီးကိုနှစ်ယောက်ထမ်းပြီးတော့ရွာထဲကိုပြန်ပြီးဝင်လာခဲ့ကြပါတယ်။ရွာသူရွာသားတွေကလည်းပျော်ရွှင်စွာနဲ့စည်းကြိုနေကြပြီးတော့အရန်ကိုပင်ပန်းလာမှာပေါ့အေးစေးအနားယူခိုင်းရမယ်။ဒါပေါ့အကောင်းအမွန်ပြုစုရမှာပေါ့ဆိုပြီးတော့တယောက်နဲ့တစ်ပေါက်ဂုံပြုတ်ကပြောနေကြပါတယ်။ဘာဆိုင်ရဲ့အိမ်ထဲမှာတော့ဆရာတော်ထံဘာဆိုင်လင်မယားနဲ့ ။ဇာဦးချင်းတို့ကခြံပြင်းမှာစူညံစူညံနဲ့ဘာတွေဖြစ်နေကြတာလဲလို့မေးပြီးအပြင်ကိုထွက်ကြည့်ကြပါလိမ့်။ဝူခုံးနဲ့ပါကျဲကလည်းခြံထဲကိုဝင်လာပြီးတော့ဆရာတို့ကြီးဘာကြီးမိလာလဲပြင်ထွက်ကြည့်လိုက်ပါအောင်လို့လှမ်းပြီးတော့អော်ပြောလိုက်ပါလိမ့်။ပါကျဲလည်းမနိုင်တနိုင်နဲ့ဖမ်းလာတဲ့မိစားမွေးရဲ့အလောင်းကြီးကိုဖုံးငနေပြစ်ချလိုက်ပါလိမ့်။ရွာသားတွေကလည်းမိစားဆိုလို့ဘာများလဲမှတ်တယ်။အနာကွန်နာမွေကြီးပဲဆိုတော့မရေတရက်နဲ့ခြေထောက်နဲ့ပြေးကန်ကြပါလိမ့်။ရွာသူရွာသားတွေအားလုံးကသူတို့အားလုံးကိုဂျေဇူးရှင်နေကယ်တင်ရှင်နေလို့ပြောပြီးတော့ ဝိုင်းဝန်းကတော့ကလမ်းမှာစားသောက်ဖို့ရိတ်ကာအပြည့်စုံကိုထည့်ပေးလိုက်ကြပါလိမ့်။နောက်နေ့မနက်မှာတော့ဝူခုံးနဲ့ဆရာတော်တို့ဟာပါကျင်းနဲ့ဇာဟုကျင်းတို့နဲ့အတူတူခီးဆက်ထွက်လာခဲ့ကြပါလိမ့်။ရွာသူရွာသားတွေကလည်းမပြောလဲတရက်နှစ်ရက်ပြောရင်တစ်သလုံးလောက်ဖြစ်ဖြစ်ရွာမှာနေပါအောင်လားဘာညာနဲ့နှုတ်ဆက်နေကြတာပါ။ဂျေဇူးဆက်ရှင်လို့မသွားကြပါအောင်နဲ့ဆိုသလိုမိန်းကလေးတွေကလည်းလက်ဆောင်တွေစားစရာကိုစီတွေနဲ့နှုတ်ဆက်နေတာကြောင့်အပြော်ဆုံးသူကတော့ဂျူးပါသေးကြီးပဲဖြစ်ပါတော့လေ။ ။နောက်တစ်ခါမှတော့မိမချောချောလတ်လတ်လေးတယောက်ဟာရေတကွန်တစ်ခုရဲ့ဘေးမှာထင်းကြောက်တွေကိုကောက်နေပါလေ။ဒီပေမော်မှာလည်းကောင်လေးတယောက်ကရှိနေပြီးတော့တစ်ကိုင်းကြောက်တွေကိုချိုးကအောက်ကိုပြစ်ချနေပါလေ။လိုင်ကူတစ်ခုထဲမှာတော့ဇသိမိစာကောင်ချီတာဟာသူ့တပည့်ဇသိတွေနဲ့မိစာစည်းစိမ်ကိုခံစားနေပါလေ။တစ်ကိုင်းကြောက်ကောက်နေတဲ့ကောင်မလေးတို့နှစ်ယောက်စီကိုအခုံငွေတစ်ခုကရောက်လာပြီးတော့နေအောင်စလုံးကအငွေနဲ့အတူလိုက်ပါပျောက်ွယ်သွားပါတော့လေ။လိုင်ကီတစ်ခုမှာတော့ဆရာတော်ထံသို့အုပ်စုဟာဂီးဆက်ထွက်လာနေခဲ့ကြရင်းနဲ့ တနေရာရောက်မှာတော့အင်္ဂလိပ်တလုံးဟာတောင်ကြီးတစ်ခုမှာထူးခြားခြားဒီရှိနေတာကိုတွေ့လိုက်ရပါတယ်။အိမ်ရှိမှာတော့အဖွားကိုတယောက်ဟာတစုံတရာကိုစောင့်မျှော်လို့နေတာပါ။တောင်ရင်လမ်းပြီးတော့မြင်လိုက်တဲ့ဆရာတော်ကအားလုံးကိုလှမ်းပြလိုက်ပါတယ်။ဆရာတော်ကအဖွားနဲ့စကားပြောဖို့မြင်းပေါ်ဟာဆင်းတဲ့အခါပါကျဲကမိစားများဖြစ်နေမလားဆိုပြီးခံစားနေရတဲ့စိတ်ဒဏ်ရာအတိုင်းမေးလိုက်ပါတယ်။ဆရာတော်ကတော့လူခဲခက်ကျွမ်းကျင်သူပြီးပြီးမိစားမဖြစ်နိုင်ကြောင်းတဲအချိန်မှရှိသူလို့ညင်းဆန်လိုက်ပါတယ်။ပါကျဲကဒီလိုနေရာမှာအိမ်တလုံးနဲ့အဖွားတယောက်တည်းရှိတာမဟုတ် အယိုးပြူမဲတော်မမေ့ပါနဲ့လို့ဆရာတော်ကိုသတိပေးနေခဲ့ပြန်ပါတယ်။ဇုံခွာမှာဝင်လာပြီးတော့ပါချင်းအောင်တော်လာပြီးဟဲ့ကောင်လို့ချီးကျူးလိုက်ပါတယ်။အဲ့ဒီမှာပဲအဖွားဦးကဒီချိန်ဒီနေရာကြီးမှာမိစာတွေလားလူတွေလားလို့ဝူခုံးတော့လမ်းပြီးတော့မေးလိုက်တာပါ။တနည်းနေလို့လူတယောက်တော်မှာဖြတ်တဲ့နေရာမှာလူဆိုတိုင်းယုံရမှာလားလို့အဖွားကမေးနေပါတယ်။ဆရာတော်ထံကတော့သူတို့ဟာရှေ့ကနေလာပြီးအနောက်ရက်ကိုသွားကြမယ်ဘုံကြီးဒေသဖြစ်ပါတယ်လို့ပြောပြလိုက်ပါတယ်။အဖွားကလမ်းမှာသူ့ရဲ့သားနဲ့ချွေးမအောင်မတွေ့မိဘူးလား။ သူတို့ဟာထင်းခွေသွားနေကြတာကြာပြီလို့မေးလိုက်ပါလေ။ဆရာတော်ကစိတ်မပူဘူးပြောနေပြီးတော့သူတို့ကတော့မတွေ့ခဲ့တဲ့အကြောင်းကိုပြောပြပါလေ။ဆရာတော်ကသူတို့ဟာတောင်ပေါ်ခီးဆက်မှာဖြစ်တယ်လို့ပြောတဲ့အခါအဖွားသူ့ရဲ့သားနဲ့ကျွေးမောင်ကိုတွေ့ရင်အမြန်ပြန်လာဖို့ပြောပြီးပါလို့မှာနေခဲ့ပါလေ။ဆရာတော်ကလည်းတွေ့ခဲ့ရင်ပြောပြပါမယ်လို့ဂရီပေးကခီးဆက်လာခဲ့ကြပါလေ။အဲဒီမှာအဖွားရဲ့သားဖြစ်သူချိုတာနဲ့ကျွေးမဖြစ်သူစေးချင်ဟာဂျက်သိမ့်မိတ်ဆာရဲ့ဖန်းစည်းခြင်းကိုခံထားပါလေ။ သူတို့ကိုလှုပ်ပေးဖို့ပြောတဲ့အခါချက်သိမ့်မိစာကဈေးချင်ကိုထားခဲ့ရမယ်လို့ပြောလာခဲ့ပါတယ်။ဂျိုတာသူဇနီးဈေးချင်ကိုမထားခဲ့ပြရစေနဲ့လို့ပြောကချက်သိမ့်မိစာခြေတလုံးကိုဖတ်ပြီးတော့တောင်းပန်နေပါတယ်။ချက်သိမ့်မိစာဂျိုတာကိုကန်ထုတ်လိုက်ပြီးတော့မင်းကဒိုးလိုက်တော့အသုံးမဝင်တဲ့ကောင်လို့ပြောကဈေးချင်ကိုတော့ခေါ်ထားမယ်လို့ပြောလိုက်တာပါ။ချက်သိမ့်မိစာဈေးချင်ကိုမင်းကတော့အသုံးဝင်တဲ့နေခဲ့ရမယ်။မင်းအောင်ကြောင်ပြန်လွတ်လိုက်တော့လို့ပြောတော့ဈေးချင်ကမနေချင်ဘူးလို့ညှင်းဆန်နေပါတယ်။ချက်သိမ့်မိစာဈေးချင်ကိုလည်းပြစ်ပေါက်လိုက်ပြီးတော့စိတ်ဆိုးသွားပါတယ်။ ဇတိမိတ်စာကောင်ခြီတားရဲ့တပည့်တွေကတော့ချိုတာတို့ဇနီးမောင်နှံဟိုဘက်ဒီဘက်ခွဲထုံနေကြပါတယ်။ဘသူမှဘလို့မှဆွဲမရခွဲမရတဲ့နောက်မှာတော့ဇတိမိတ်စာသူ့ရဲ့အတွင်းအားကိုအပြင်ထွက်လာအောင်လုပ်ပြီးဝစ်ကနေရောင်ကြီးနဲ့ပြစ်လိုက်တဲ့အခါမှာချိုတာနဲ့ဆေးချင်အားလည်းဗျံကနေကွဲသွားကြပါတယ်။ဇတိမိတ်စာကောင်ခြီတာကသူစကားကိုနားမထောင်ရင်တတ်ပြစ်မယ်လို့လည်းချိန်ချောက်လိုက်ပါသေးတယ်။ချိုတာတော့ဆေးချင်ကိုမိတ်စာလက်မှာအိတ်တာထက်ဆိုင်အတူတူသာတေကြဆို့လို့ပြောလိုက်ပါတယ်။ဈေးကျင်တို့နှစ်ယောက်သားဟာလေးဘက်ထောက်သွားပြီးတော့တွားသွားနေခဲ့ရင် ရုပ်ရှင်တဲကလိုပဲလက်ချင်းတိကန်နေမှာကောင်းချီတာကဝက်ကနေထပ်ပစ်လိုက်တာကြောင့်ထမှန်ကွဲကွာခဲ့ရပြန်ပါလေကောင်းချီတာကသူတို့နှစ်ယောက်ကိုမလုံအောင်ချုပ်ထားကြသွားစရာရှိသေးတယ်လို့မိန်ပေးလိုက်ပါလေဘာကျဲရတော့ဘိုက်ကလည်းစာနေဘာမှလည်းမကြွေးလိုက်ပဲသူ့သားအောင်အောင်ရှာပေးအောင်ပဲဘာညာနဲ့ဘွားစီဘွားစီလုံနေခဲ့ပါလေဒီတောင်းရင်တလောက်ကြီးပေါ်မှာလူသေးသေးလေးနှစ်ယောက်ဘယ်လိုသွားရှာဘိုက်ကလည်းတလောက်တောင်စာနေရလားဆိုပြီးတော့ဘွားစီဘွားစီလုံနေတာပါဝူခုံးကပါကျဲကိုကျင်နာတက်အောင်တင်ပေးရအောင်ပဲကွာလို့ပြောနေခဲ့ပါလေဝူခုံးက ဘွားကြီးကိုမတနာဘူးလားမင်းဟမ်သူကသားနဲ့ချွေးမောင်ပြောင်းနေချိန်မှာအစာစားနိုင်မထင်နေလို့လားမင်းကမတနာရည်ပဲသူ့စီကတော့တောင်းစားမယ်ဆိုမင်းဆက်ဆရာမကောင်းဘူးလားလို့ပါကျဲကိုမေးလိုက်တော့မင်းကတော့ရိုက်ဖို့ပဲကောင်းတယ်လို့ပြောနေပါတော့တယ်အဲ့လိုနဲ့တို့ကခီးဆလာကြိုင်းနဲ့တစ်ဖက်ကတောင်ကုန်းတစ်ခုရောက်မှာမိโกလုံးတွေကိုတွေးလိုက်ပြီးတော့မိโกတွေဟာတို့ရဲ့အနာထီကိုရောက်လာနေပါတယ်ဦးခေါင်းကနောက်ဘက်ကိုပြန်လှည့်လာပြီးတော့အရှိတ်ဘက်မှာမသိငါစရာတွေရှိနေတယ်လို့အားလုံးကိုသတိပေးလိုက်ပါတယ်ဦးခေါင်းကဆရာတော်ကိုဆေးမအောင်လို့ပြောလိုက်ပြီးတော့ရှေ့ကမိโกတွေကိုလှမ်းပြလိုက်ပါတယ် ဇုံကွာလေတိုက်နေတဲ့ပုံကထူးဆန်းနေကြောင်းပြောတဲ့အခါဝူချင်းကတောင်ပေါ်ဒီမှာဒီလိုကြီးပဲဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဘာကျဲရလဲဇုံကွာအစိုးမင်ဝါဒီတမားကြီးအမြဲတမ်းမကောင်းပဲမြင်နေတာလို့မီးလောင်ရလေပင်လိုက်ပြောနေပါတယ်။မိခိုးရအဆက်မပြတ်ဖြစ်နေတာကြောင့်သူခဏသွားရှိုးလိုက်အောင်ပဲဇာဝူချင်းနဲ့ဘာကျဲရဆရာတို့ချက်ထားလိုက်ဆိုပြီးတော့ဇုံကွာမိခိုးတွေထွက်နေအများကြီးဒိုးသွားခဲ့ပါတယ်။ဇုံကွာအန်ညာမှာမိစားတချို့ကိုတွေ့ခဲ့ရပြီးတော့ဘာကျဲနဲ့ပေးတူရမလို့ရေချုပ်ကပြန်ခဲ့ပါတယ်။ ဇာတော်စီပြောင်းတဲ့ခါမှာတော့ဇာတော်ထံကဘလူတွေတွေ့ခဲ့လားလို့မေးတဲ့ခါဇာတော်လန့်အနီမှာဆိုတာကြောင့်ဘာမိစာမှမရှိပဲရွာကလေးတွေ့ရတာတွေ့ခဲ့ရကြောင်းရွာသားတွေမီးဖို့နဲ့နေရာကနေထွက်တဲ့မီးကုန်းငွေတွေဖြည့်ချောင်းကိုလီဆယ်ပြီးတော့ပြောဆိုလိုက်ပါတယ်ဇာတော်ကလည်းမိစာကျွမ်းကျင်အစဉ်ဖြစ်နေရကြောင်းမီးကုန်းတွေကဘာကြောင့်မဲနေရတာလဲလို့မေးတဲ့ခါပါကျဲကဟာဇာတော်လည်းမီးသွေးနဲ့ချက်လို့မဲတာဖြစ်မှာပေါ့လို့ပြောလိုက်ပါတယ်ပါကျဲကဝူခုံးရဲ့လက်ကိုအတင်းဆွဲပြီးတော့ဓမင်းချက်နေတာတီးကြရလားလို့မေးလိုက်တော့ဝူခုံးကသိတ်ကိုတီးတာကြောင့်နဲ့ ဟင်းကောင်းတွေချက်နေရပါငါတွေးခဲ့သေးတယ်လို့ကြက်လိုက်ပါလေ။ပါကျဲကလည်းခေသူမဟုတ်လေတော့ဒါဆိုဘာကြောင့်တောင်းမလာလဲလို့မေးတဲ့အခါမှာဝူခုံးကလည်းသူ့မှာကြွကြွကြီးမှပါမသွားတာလို့ပြန်ပြီးတော့ပြောပါလေ။ပါကျဲကလည်းတခုစားလာသေးလားဆိုတော့ဝူခုံးရဲ့ပါဇက်ကိုအနံ့ခံနေပါလေ။ပါကျဲကဒါဆိုသူစွန်းသွားခံလိုက်ဦးမယ်လို့ဆရာတော်စီမှာခွင်တောင်းပါတော့တယ်။တပိတ်ကိုယူပြီးတော့လုံ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 နဲ့အမြန်ပြေးချသွားတယ်ပါကျဲကိုကြည့်ကဝူခုံးကကြိတ်ပြီးတော့ခွီနေပါတော့တယ်။ကောင်းချီတာရဲ့လိုင်းကူထဲမှာတော့ဈေးချင်အားငိုယုံနေပါတယ်။ ကောင်းချီလာကဘာလို့စိတ်ဆိုးနေတာလဲစေးစေးရမင်းလိုချင်တာအကုန်ပေးမှာပေါ့သူကသာလက်ခံလိုက်ဟိုကောင်ချိုတောက်ကိုပြန်လို့ပေးလိုက်မယ်လို့ပြောနေခဲ့ပါတယ်ဒီလိုကောင်နဲ့ဒီလိုဘွားမှနေနေပါနဲ့လို့ပြောပြီးတော့ဒီလိုသာနေတော့မင်းသေးမှာပဲလို့ဈေးချင်းကိုပြောနေခဲ့တာပါကောင်းချီလာဒေါသထွက်လာပြီးတော့မင်းကောင်စားပြစ်မယ်တွေဘာတွေပါဖြစ်လာတာကြောင့်ဘေးနာသူ့တပည့်တွေကဝင်ပြီးတော့ထိန်းလိုက်ရပါတယ်ကောင်းချီလာရဲ့တပည့်ကသေးချာအေးဆေးသေးဖြည်းဖြည်းနှင်းနှင်းနဲ့ပြောသင့်တယ်လို့အကြံပေးလိုက်ပါတယ် ဓမ္မမသပိတ်ကိုယူပြီးတော့သပိတ်လွယ်အိတ်လွယ်အစာရီယူခဲ့ဖို့ကြံစီလိုက်တဲ့ဘာကျဲကြီးဟာမိခိုးတလူလူထွက်ပေါ်လာတဲ့နေရာကိုရောက်တဲ့အခါဘာမှမတွေ့ရတာကြောင့်ဟိုဒီဒီလိုက်လံပြီးတော့ရှားဖွေနေခဲ့ပါလေဘာကျဲဟာတောင်ဆောင်လမ်းကလေးတိုင်းအောက်ဘက်ကိုဆင်းသွားပြီးတော့ခဏထိုင်နာနေတော့ဝါ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 နဲ့လူတစုကိုတွေ့လိုက်ရပါလေဘာကျဲဟာကြက်သိကင်းသမားတွေမှမသိပဲသူတို့ကိုလှမ်းပြီးတော့ခေါ်လိုက်တာပါကြက်သိတွေကဘာကျဲကိုမြင်ပြီးတော့မကောင်းဆိုးလားမိတ်ဆာလားမသိဘူးလို့ပြောကထွက်ပြေးကြပါတော့တယ် လိုင်ကူထဲမှာတော့ကောင်းချီတာဟိုဘက်ရှောက်လိုက်ဒီဘက်ရှောက်လိုက်ဒီဘက်ရှောက်လိုက်ဟိုဘက်ရှောက်လိုက်လှုပ်နေပြီးတော့ဈေးချင်ကတော့တရှုံရှုံနဲ့ငိုနေတာပါဘာကျဲဟာသူ့ရဲ့နရွက်တွေနှာခေါင်းတွေကိုဖွက်ပြီးတော့ကရုံးမြောင်နဲ့ဘုံကြီးဟန်ဆောင်ကကြက်သစ်တွေရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်ဘာကျဲဟာကြက်သစ်တွေကိုလမ်းခေါ်ပြီးတော့သူကခီးသွားဘုံကြီးဖြစ်တာကြောင့်စားစရာလေးနည်းနည်းလောက်တောင်းခံခြင်းဖြစ်ပါတယ်လို့ပြောပါတယ်ကြက်သစ်တွေကလည်းသူတို့စီမှာစားစရာလာတောင်းရတာလားလို့ဘာကျဲကိုပြန်မေးပါတယ်ကြက်သစ်တွေကစားစရာဆိုလို့သူတို့မှာသားစိမ်းငါးစိမ်းပဲရှိတယ်လို့ပြောလိုက်တော့ ဘာကျဲကသူဟာတည်တည်တစ်ဖူတစ်ဥတွေကိုသာလိုရှိတာဖြစ်ကြောင်းကိုပြောပြလာပါတယ်။ဇတိတကောင်ကသပိတ်ကိုယူပြီးတော့သူ့ရဲ့ခေါင်းဆောင်ကိုပြောပေးမယ်လို့ပြောကာအထဲကိုဝင်သွားခဲ့ပါတယ်။အထဲမှာတော့ကောင်းချီတာနဲ့ဈေးချင်အားဆွဲလာရင်လားဖြစ်နေကြပြီးကောင်းချီတာသူ့ကိုကြိုက်ဆွဲတဲ့ဈေးချင်ကိုဖျက်ရိုက်ပလိုက်ပါတယ်။အဲဒီအချိန်မှာပဲကောင်းချီတာတပည့်ကဝင်လာပြီးတော့အရှိရက်ကလာတဲ့ဘုံကြီးတစ်ပါးဇားစရာလာတောင်းနေကြောင်သူ့ကိုလာပြီးတော့ပြောပါတယ်။ကောင်းချီတာအရှိဘက်ကလာတဲ့ဘုံကြီးလားလို့မေးကာထွက်သွားခဲ့ပါတယ်။ ဈေးချင်တော့တေချာစောင့်ကြည့်ထားကြဖို့ကောင်းချီတာညွှန်ကြားလိုက်ပါတယ်။ဘာကြတဲ့ခုခုစဉ်းစားမိသလိုခေါင်းကိုပုတ်နေနဲ့ဇက်သစ်တွေပြန်လာတော့သူ့တပိတ်ကိုပြန်ဆွဲယူကရနေပါမတောင်းတော့ပါဘူးလို့ပြောက ပြန်လွှဲထွက်သွားရင်လည်းဒီပိုင်းလျာဒီနာမှာဆုံးသက်သွားခဲ့ပါတယ်ခင်ဗျာ။ ။ဟုတ်ကဲ့ပါဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျ။နောက်နေ့မှာအပိုင်းစတွေကိုဆက်လိုက်ပြီးတော့တင်ဆက်ပေးဦးမှာဖြစ်တဲ့အတွက် Channel ကို Subscribe လုပ်ပြီးနောက်အခောင်းလုံးနှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြောင်းပါ။ရုပ်ရှင်ကနေစာဆုံးကြည့်တင်တဲ့ဆိုရင် Telegram Channel Join ထားလို့ရပါတယ်။ဒီနေ့မှာအစားကနေဆုံးဒီ Live ပါကြည့်ရှုအားပေးခဲ့တယ်။အချိန်ပေးခဲ့ကြတဲ့မြောင်းချီသူပေါင်းသူတော်ကောင်းတို့တယောက်ချင်းစီတိုင်းကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။ကျွန်တော်အန်ခင်မှုပါ။